အနည်းပညာမှုကောင်းကင်စီစဉ်ကိုရှူစားအပင်းနေတဲ့ပရိသတ်များရှင်ဒေသစဉ်အသစ်တွေကိုခန်းစားနာဆင်လို့ရတဲ့ပရိသတ်တွေအားလုံးအတွက်ဒီနေ့မှဆိုရင်တော့ခိုင်ချိုအတီစီအယ်ဘန်တစ်မိတ်ဆက်ပွဲအခမ်းအနားကိုရောက်ရှိနေတာပါအဲ့တော့ဒီအခမ်းအနားကိုဆိုရင်တော့ Okay Hotel မှာကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်ဒီနေ့အခမ်းအနားမှာဆိုရင်ပရိသတ်တွေအားလုံးကတေဆို M2 အောင်ရဲ့ပေါ့နော်ဂျင်းနဲ့ပါမယ်ဆိုရဲတီစီအယ်ဘန်တစ်ကိုစာနယ်တင်းနေနဲ့မိတ်ဆက်နေတဲ့အခမ်းအနားကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီတီအယ်ဘန်ကိုစက်တင်ဘာလ17ရက်နေ့မှာဖြန့်ချီခဲ့ပြီလည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့မှဆိုရင်တော့ ဒါအစနေစင်းနေနဲ့မိတ်ဆက်တဲ့အခမ်းအနားပါအဲ့တော့ဒီ detail ဘန်ထဲမှာဆိုရင် taste of m2r ကနေပြီးတော့သူကိုယ်တိုင်ရေးဆက်ထားတဲ့ data သင်းလေးတွေလည်းပါဝင်နေပါတယ်အဲ့ဒီအတွက်ကြောင့်ပရိသတ်တွေအားလုံးအတွက်ဒီ album လေးကဘယ်လိုထူးခြားတဲ့ရသကိုပေးဆွမ်းမလဲပရိသတ်များအားလုံးပဲဒီခမ်းနားမြင်ကွင်းလေးကိုရှုစားကြည့်ရအောင်လားရှင်ပရိသတ်များခင်ဗျာဒီနေ့ခမ်းနားမှာတော့တေးဂီတာပညာရှင်များတာဝန်ရှိသူစာနယ်ဇင်းပရိသတ်များအုံလင်စွာနဲ့တက်ရောက်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့တေးဂျီနိုရဲ့အဖွဲ့မိတ်ဆက်စကားပြောကြားခြင်းများဒရမ်ကိုရဲရဲ့မိတ်ဆက်စကားပြောကြားခြင်းများနဲ့အတူအမတ်တရစကားပြောကြားခြင်းတွေကို အစရှိတဲ့အစီအစဉ်များစွာနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်အရှင်ရဆနှစ်ပုတ်ပါပါတယ်အရှင်မျိုးစားရတော့ sorrow တွေတော့အချိုလေးနဲ့ပော့အချိုလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့တေးကိုဂျီနိုနဲ့တေးကိုလင်းကိုရဲကျွန်တော်ကိုယ်တိုင်ကကိုဖို့ရေးထားပါတယ်ဟုတ်ကဲ့အဲဘဝကန်ဆာချက်လေးပါတယ်လို့အချိန်ကန်ဆာချက်လေး နဲ့ဒီကုန်ပြီးထားပါတယ်ဟုတ်ကဲ့အားပေးကြပါအောင်ဟုတ်ကဲ့ပါဝင်မီရေးသားဖြစ်ပုံကငကိုတဲ့တချို့တချင်းလေးတွေရေးပြီးသားလေးဖြစ်ပါတယ်နောက်ပြီးတော့ဒီအာရေးပြီးသားချင်းတစ်ပုတ်ကတော့တစ္ဆာပေါ့နော်နောက်တစ်ပုတ်ကျတော့သူအစောဆုံးပြန်ခဲ့ပြီဆိုတော့ခေါင်းစဉ်လေးနဲ့တချင်းလေးပါသူနဲ့လိုက်ဖက်တဲ့ပုံစံလေးမျိုးလေးကိုရွေးချယ်ပြီးတာပါလေဟုတ်တစ္ဆာဆိုတော့တချင်းတစ်ပုတ်ကတော့နည်းနည်းလေးနဲ့တယ်ဟို ကောင်မလေးတရားကိုပေါ့နော်ဒီတစ်လုံးပေါ့ကိုယ့်ရဲ့ရင်ခွင်မှာနေခိုးလုံးမှာဟိုနေငါတိရတိသစ္စာရှိချစ်ပါမယ်ဆိုတဲ့တခြင်းလေးတစ်ပုဒ်ပါနောက်တစ်ပုဒ်ကျတော့ဒီအစောဆုံးပြန်ခဲ့ပြီဆိုတော့နည်းနည်း alternative rock ပုံစံမျိုးလေးပါပဲပေါ့ပေါ့ပါပါလေးပဲဟိုဝန်ထမ်းတယောက်ရဲ့ life style လေးပေါ့နော်အဲအဲ့ဒါလေးကိုခန်းစားပြီးတော့ရေးပြထားပါတယ်အာနောက်ထောင်ကြည့်ပါလို့လဲဖိတ်ခေါ်ခြင်းပါတယ် ပြည်သူများခင်ဗျာဒီ day album မှာဆိုရင် တေးသချင်းမောင်၁၂ပုတ်ပါဝင်ထားပြီးတော့တေးသန့်ရှင်ကိုရံရေးဖွဲထားတဲ့တေးသချင်းများလည်းပါဝင်ပါတယ်စက်တင်ဘာလမှာ Pro Music Production ကနေဖြန့်ချိခဲ့ပြီးစာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုလည်းထပ်မံကျင်းပပြုလုပ်မိတ်ဆက်ခဲ့တဲ့ဒီခမ်းအနားကနေတေးသချင်းအစ်စ်တွေကိုပုံမှန်ခန်းစားချင်ကြတဲ့ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါရခင်ဗျာ မှန်ပြီးတော့ဒီနေ့အနည်းပညာမိုးကောင်းရဲ့အစီအစဉ်ကနေပြီးတော့တင်ဆက်ပေးစရာရုပ်ရှင်ဇာတ်ကားရိုက်ကွင်းရှိပါသေးတယ်။ဒါကတော့ writer ညီညီဘောင်းမောင်ခေါ်ညောင်ညောင်ရှိုက်ကူးတဲ့ဒွေးချိုးလေးချိုးလို့အမည်ပေးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တရုတ်ဆောင်တဲ့အနည်းနဲ့ Academy လူမင်းရဲသနာဘုတ်နဲ့ကြော်ထူးတို့ပါဝင်ထားတာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့ဟာသာတရုတ်ဆောင်တွေလည်းပါဝင်ထားတယ်။ဒါပြင် true ချစားတဲ့နာမည်ပေးထားတဲ့ဒီဇာတ်ကားကိုတစ်ချိန်လုံးကဟာသာပညာရှင်လည်းဖြစ်ခဲ့ပြီးတော့အခုချိန်မှာ writer အဖြစ်ရုပ်ရှင်ဇာတ်ကားတွေကိုဖန်တီးပုံပေါ်နေတဲ့သူရဲ့ဇာတ်ကားတန်တွေကိုလည်းကြားအောင်မှာဖြစ်ပါတယ်ရှင်။ ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကနေမှာပရိသတ်တွေကိုကျွန်တော်ခုရောက်ရှိနေတဲ့တီတီကုံအေရာကရှူတင်အိမ်မှာရိုက်ကူးနေတဲ့ဒွေးဂျိုလေးတို့ဆိုတဲ့မြန်မာဗီဒီယိုစကားရိုက်ကွင်းပေါ်ခေါ်ဆောင်သွားတော့မှာဖြစ်ပါတယ်ဒီစကားမှာဆိုလို့ရှိရင်တရုတ်ဆောင်မအနေနဲ့ကတော့လူမင်းနဲ့ယေဒနာပို့ပြီးတော့အမှုပညာရှင်ပေါင်းများစွာကပါဝင်ပြီးတော့အသေးဆောင်ထားကြပါတယ်ခင်ဗျာကြည့်တီတော့ကျွန်တော်တို့ဒီစကားရဲ့ဇလန်းအကြောင်းလေးသိအောင်အခုပဲတော့ကြည့်ကြည့်လိုက်အောင် နှစ်ရက်တဲ့ကားလေးနာမည်ကဒူဂျူလေးတူပေါ့နော်ကျော်ကူလူမင်းရှင်နာဘူးမမမုခန်းတို့တော့ခင်ကြီးအများကြီးပါပါတယ်လူတွေအဲ့ဒါလေးကိုကျော်သူတို့ကိုစုံဝင်းနိုင်ချစ်စုတို့ပါပါတယ်ပြည်တရီအချိန်ပေးအဓိကပတ်စံပေးရတာတဲ့အချိန်ပေးရတာပို့ပြီးတော့တန်ဖိုးရှိမယ်လို့ထင်ပါတယ်ကားတကားရှိလို့ဆိုတာလေဟိုအဲ့ကျပတ်စံပေးရဂျူလေးနဲ့အောင်အချိန်ပေးရဂျူလေးတန်အောင် ကျွန်တော်ကြိုးစားနေပါတယ်ဟုတ်ဒီဆက်ဆံမှုလောကဆက်မခံပါနဲ့အန်ဒီသူရပိုင်ဆိုင်မှုဟာတတ်မှုရှိပါအချုံရတာလည်းပစ္စည်းပါဒီဇကားရဲ့တိုက်တဲ့အတိုင်းပေါ့ဒွေးချိုလေးတူဆိုတဲ့အတိုင်းပဲပေါ့ကိုအသက်ရဲ့တဝက်ကိုလေးပေါက်နဲ့ကောင်မလေးတယောက်နဲ့အာတွေ့ပြီးတော့ဇလန်းလေးဖြစ်လာတာပေါ့အဓိကတော့ဟာသားကိုအခြေခံပါပဲ ရိုက်တာလည်းကိုညောင်ညောင်ပေါ့နော်ဒီဇလန်းလည်းကိုသူရရဲ့ဇလန်းဆိုတော့ဒီဟာသမှာပိုင်းတိုင်းကျွမ်းကျင်ပြီးတဘာဝါတွေရှိတဲ့သူတွေဥဆောင်တဲ့ဇလန်းဇက်ကားဆိုတော့ဒီဟာသရတာကတော့တခြားဟာသကားတွေနဲ့မတူထူးခြားတဲ့ဟာသရတာပေးနိုင်မှာသိကြပါတယ် ဒီကားမှာညီမကဒီလူငယ်ပေါ့เนาะចောင်းသူအင်္ဂလီကတော့ဒီလူကြီးအပိုင်းပေါ့အဲ့ဒါဒီညီမကဟိုစာကြင်းရင်းနဲ့ပေါ့เนาะဒီအင်္ဂလီနဲ့လိုမျိုးတွေ့တယ်ပေါ့เนาะဟိုចောင်းသူနဲ့လူကြီးအကိုကြီးနဲ့ကာရိုက်တာပါပဲဟုတ်ကဲ့အခုဒီကားမှာတော့အဲလူငယ်ဆန်ဆန်လေးတွေဝစ်ဖြစ်တာများတယ်ပေါ့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 เนาะသပင်အားစားလို့ပို့ပြီးတော့လူငယ်နဲ့တူတောင်းသပင်အဲ့လိုမျိုးအတူလေးအတူတက်ထားတယ်ပြီးတော့အဝတ်စား fashion ဘိုင်းအားစားဟိုဟိုလူငယ်ဆန်ဆန်လေးလောက်ထားပါတယ် အဲဥကြောတို့ကထုံးစံတိုင်းပဲလေကားကြီးပဲဖြစ်ဖြစ်ကားလေးပဲဖြစ်ဖြစ်ကားလက်ပဲဖြစ်ဖြစ်ဇပုဆိုင်ရပေါ့ဇပုရင်းခေါ်မှာပေါ့အဲဇောက်ကိုဖေးရနေအထောက်ကိုပြူပြောင်းဖေးရနေပါပြရအဒီကားလေးကလည်းပေးစားခဲ့ရင်နေပေါ့နော်ဟာတာလေးပါပဲဟာတာလေးနဲ့ဖောက်ပြီးရိုက်တာလားဆိုတော့ဒိုက်တာလည်းလူရှင်တော်ကိုကိုညောင်ညောင်ဆိုတော့ရီရဖို့တော့တော်ဝင်อยู่ဟာအဲ့တော့ဝိသတိခါကြည့်လိုက်ပေါ့ မတခုပြောပြရစီရှင်ခုအားလုံးလည်းအကြောင်းစုံသိသွားကြပါပြီမောင်တက်ဝေကကျမယောက်ျားရဲ့တွေ့ရဆိုတော့ကျမရဲ့သားပါဟုတ်ပါဘူးဒါကြောင့်မောင်တက်ဝေတင်ကြောင်းနဲ့တိုက်အိမ်ပြီကျမပိုင်ဆိုင်တဲ့စီစိန်ဥစ္စာတိုက်အိမ်လုပ်ငန်းအားလုံးကိုကျမသားလေးမောင်တက်ဝေအတွက်ကျမထပ်ပိုးပြီးတင်တောင်းပါလေရှင်ဟုတ်ပါဘူးဒီစစ်ဆက်ကြောင်းလမ်းဘွဲကိုသဘောမတူပါဘူးလို့ အဲ့ဒီစကားလေးကိုဒီကျမပြန်ပြီးတော့ရုပ်သိမ်းပါလေရှင်ကျမလေကျမလေမောင်းနေပါဦးကျမသမီးရှင်ဆိုတော့ဟဲဒီចောင်းတန်းချင်းလေးကိုကျမလက်ခံလိုက်ပါပြီရှင်အဲ့ဒါပဲအဲ့ဒါပဲအစိုးရကပြောပြီးသားဒွေကျူလေးတိုးပါ့